ChatGPT မှာကိုယ့်ရဲ့ပုံနဲ့ sticker လုပ်နေလေးကိုဒီနေ့မှ sharing လုပ်ပေးသွားပါမယ်။အဲ့တော့အရင်ဆုံး ChatGPT ကိုဖွင့်မယ်ပေါ့နော်။ဒါတော့ကျွန်မ၃လဆရှိနေတဲ့အခါကျတော့တန်းပြီးတော့ဖွင့်သွားတာ။တကယ်လို့ကိုကအခုမှစပြီးဖွင့်နေဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail account နဲ့ sign up လုပ်ပေးရမယ်ပေါ့နော်။ဆိုတော့ Gmail နဲ့ sign up လုပ်ပြီးရင်တော့ account ပွင့်လာလိမ့်မယ်။ဒါပေမဲ့ ChatGPT က free ရတယ်ဆိုပေမဲ့လည်းအဲတက်မှတ်ချက်သူ့ရဲ့ limit တော့ရှိရပေါ့နော်။ဥပမာဒီနေ့ကို၃ပုံဒီနေ့ကို၅ပုံစသဖြင့် limit ရှိတယ်ပေါ့နော်။အဲ့ဒါ ကြောင့်မလို့ဟိုအများကြီးတော့မလုံနေပေါ့နော်၃ပုံ၄ပုံတော့ပဲလုံလို့ရပါမယ်အရင်ဆုံးကျမတို့အာဒီမှာ x anything မှာ prompt ရေးထည့်ရမယ်ပေါ့နော်အဲ့ဒါကကျမအာပြီးလို့ရှိရင်ပုံလေးနဲ့ထပ်ပြီးတော့ပြပေးပါမယ်ဆိုတော့နော်ဒီစာလေးကိုရေးရမှာပါအဲ့စာလေးကိုတပုံရိုက်ထားပြီးတော့ပေါ့နော်ကျမတို့ အဲ text message ပြန်ပြီးတော့ပြောင်းလိုက်ပေါ့နော်ဆိုဒီစာလေးကိုရိုက်ထဲမယ်ပြီးတော့ညီကျမတို့ပုံကို attach လုပ်မယ်ပေါ့နော်ဆိုတော့ပုံကို attach လုပ်မယ်ဆိုတော့ပြထားတဲ့နေရာလေးကိုနှိပ်မယ် photo ကိုနှိပ်မယ်ပေါ့နော်နှိပ်ပြီးရင်ကိုထဲခြင်းနဲ့ကိုရဲ့ပုံတပုံပုံကိုရွှေ့လိုက်ပါမယ်ဥပမာဒီပုံကိုရွှေ့တယ်ပဲဆိုပါဆိုပေါ့နော်ကျမပုံတပုံရွှေ့လိုက်တယ်ရွှေ့ပြီးတော့ dance ကိုနှိပ်လိုက်တယ်နော် dance ကိုနှိပ်ပြီးတော့လို့ရှိရင်အဲကျမတို့မပါလို့ရပြီလေဆိုတော့အဲသူရဲ့ လုံရင်ပြည်တာကိုတစ်ချက်ဆောင်ပြီးတော့ကျမတို့အပေါ်ကအပေါ်ကိုထောင်တက်နေတဲ့မြားကလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကျမတို့2မိနစ်လောက်တော့ဆောင်ရတယ်ဘူပီယန်နဲ့လည်းရတယ်ဘူပီယန်မပါဘဲလည်းရတယ်ပေါ့နော်ကျမတတိထားမိသလောက်တော့ဘူပီယန်မပါရင်ပို့ပြီးတော့မြန်တယ်ဘူပီယန်နဲ့ဆိုရင်တော့2မိနစ်လောက်ကြာတယ်ဘူပီယန်မပါရင်တော့ခဏလေးပဲအဲတော်တော်မြန်တယ်ပေါ့နော်ခဏလေးပဲဆောင်ရတယ်ဆိုတော့ဒီမှာဆိုရင် processing image ဆိုပြီးတော့ပေါ်နေတယ်ခဏဆောင်ပေးလိုက်ပါအာโอเคရလာပြီပေါ့နော် ဆိုတော့ဟိုအရင်ကြီးတော့ကိုမျက်နှာနဲ့တူနေမှာမဟုတ်ဘူးလေနော်သူကဟိုချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်အောင်လုပ်ထားတယ်ဆိုတော့ဒါပေမဲ့အဲ့လိုသဘင်လေးတွေအဝိစားလေးတွေတော့အနည်းဆက်ဆုံးတူမယ်ပေါ့နော်โอเคပါဒါဆိုလို့ရှင်ရင်ကျမတို့ကိုရဲ့ဒီကိုပိုင်စတစ်ကာလေးတွေရပြီပေါ့နော်ဒီထဲမှာရှိတဲ့စာလေးတွေလေဒီ thank you well done တို့ so cool တို့ပေါ့နော်အဲ့ဒါတွေကအဲ့စာသားတွေကပြောင်းလို့ရတယ်ကို ကြိုက်တဲ့ကိုထည့်ခြင်းနဲ့စကလုံးလေးတွေထည့်လို့ရပါတယ်ပေါ့နော်အပုံလေးကို save လုပ်ခြင်းနဲ့ဆိုရင်တော့အောက်မှာ save ဆိုတဲ့ခလုတ်ကလေးပေါ့နော်အာဒီဒီ button လေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါတို့ပေမဲ့တခါတလေမှာအဲ့ဒီ save ကိုနှိပ်လိုက်တော့ညာလဲပဲခုဖုန်းလေးကိုမဝင်တာမျိုးရှိတယ်တကယ်လို့ခုဖုန်းလေးကိုမဝင်ဘူးဝင်လားမဝင်လားသိချင်တယ်ဆိုရင်ကျွန်တော်တို့အဲ့ save ကိုနှိပ်ပြီးရင်ဒီအပေါ်ဘက်မှာလေ အပေါ်ဘက်မှာ image downloaded ဆိုတာလေးပေါ်တယ်အဲ့ဒါအပေါ်မှာကိုဖုန်းထဲကိုပုံကဝင်တာအဲ့ဒါမပေါ်ရင်မဝင်ဘူးတကယ်လို့ line မကောင်းလို့စေးလို့မရလို့ရှိရင် screen shot ရလိုက်ပေါ့နော် ss လေးရိုက်ပြီးတော့တင်ထားလိုက်ပါအဲဒါဒီနီလန်းလေးကိုလည်းဒါပြပြချင်းလို့ပေါ့နော်အဲ့ဒါဆိုရင်တော့ရပြီအားလုံးပြီးသွားပြီပေါ့နော်အဲ့လိုမျိုးလေးနောက်ထပ်နှစ်ပုံသုံးပုံတော့ထပ်လုပ်လို့တော့ရအောင်မယ်လို့ထင်တယ်ပေါ့နော်